ဟုတ်ကဲ့တင့်မှုတ်လွှားစာမြေဆွေးကောင်းလဲဆိုပြီးအပင်ကိုစွတ်မပုံပါနဲ့ဘာတွေဆိုးကျိုးဖြစ်နိုင်လဲဆိုတာကိုကျွန်တော်လာပြီးရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆက်ပြီးမျှဝေနေမင်းသားပဲဖြစ်ပါတယ်ဟုတ်ကဲ့မြေဒီလွှားစာပေါ့လွှားစာကျွန်တော်တို့အများအဖြစ်အာအပင်အပင်မကောင်းနေပေါ့ဒီဈေးကောင်းလဲဆိုရင်အပင်မပုံချတယ်အပင်ရင်းမပုံချတယ်ဘာဆိုးကျိုးဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပထမဆုံးဟိုပါပေါ့အပင်ရင်းပူပါလိမ့်မယ်အပင်ပူပြီးတော့ နောက်တစ်ချက်ကဒီလွှစာမှုတ်တွေကဆွေးဖို့အတွက်ဘာလိုအပ်လဲဆိုတော့ကျွန်တော်တို့ရေနဲ့နိုက်ထရိုဂျင်လိုအပ်တယ်ရေနိုက်ထရိုဂျင်ရေအဆိုတက်ရှိပြီးတော့ကျွန်တော်တို့နိုက်ထရိုဂျင်နဲ့ရမှဒီရောင်ထဲဆွေးမှဖြစ်ပါတယ်အဲ့လိုဆွေးလာတာနဲ့အမျှဘာလာမလဲဆိုတော့ကျွန်တော်တို့ဟိုဟာပေါ့ကျွန်တော်လာမင်းဟိုဟာပိုးကောင်လေးတွေပေါ့ဟိုဖြူ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 အကောင်လေးတွေပေါ့ဒီတစ်စားတဲ့ဖြူကောင်လေးတွေပေါ့အဲ့ကောင်တွေလာစားမှဖြစ်ပါတယ် အကောင့်လေးစားပြီးတော့ဘာဖြစ်ပါမလဲဆိုတော့ဒီကောင်လေးစားပြီးတော့ဒီလိုသူတို့ဟိုပါမစင်ထုတ်ပါမယ်ဒီမှာဒါအကောင့်ရဲ့မစင်နေဖြစ်ပါတယ်သူကမြေကြီးတွေပါမယ်ဒီလွှစာမုတ်တွေဒီကောင်စားပြီးတော့မှတစ်တို့လွှစာမုတ်တို့ဒီဟိုပါတစ်မှုတ်တွေပေါ့ဒီကောင်စားပြီးတော့ဒီလိုဒီလိုဟာဖြစ်မယ်ကျွန်တော်ဒီလိုဆွေးပြီးမှအပင်ကစားသွင်းလို့ရမှာဖြစ်ပါတယ်အဲ့တော့အပင်မစားခင်မှာဘာဖြစ်လဲဘာဆိုးကျိုးတွေလဲဆိုတော့ပထမဆုံးက အမြစ်ပူပါမယ်အမြစ်ပူတော့ကျွန်တော်တို့အပင်ဟွာပေါ့ဒီအမြစ်တွေဟွာပေါ့အလုတ်လုတ်ဖို့ဟွာပေါ့အားနေဟွာတာပေါ့ပြီးတော့ကျွန်တော်တို့ဒီကောင်ဆွေးဖို့အတွက်ရေနဲ့နိုက်ထိုဂျင်လိုအပ်တယ်အဲ့တော့အပင်စားသုံးရမယ့်ရေနဲ့နိုက်ထိုဂျင်အဟာရဓာတ်ကိုဒီကောင်ကလူယူလူယူပြီးတော့သူဆွေးဖို့အတွက်လှုပ်ဆောင်มาဖြစ်ပါတယ်အဲ့တော့မိမိအပင်ကိုဒီလိုပုံဒီကောင်လေးပုံချလိုက်မယ်ဆိုတော့ဘာဖြစ်မလဲဆိုတော့အတက်နှီးရမယ်ပေါ့အပင်ထိုင်းရမယ် တချို့အပင်တွေဆိုအရွက်ပါဝါဝါလာပါလိမ့်မယ်အဲ့တော့ဆွေးအောင်မလို့လုပ်မလဲဆိုလွယ်လွယ်လေးပါကျွန်တော်တို့ဒီမှာပုံလိုက်မြေကြီးမှာပုံလိုက်ပုံပြီးတော့ကျွန်တော်တို့မြေကြီးအပေါ်မှာဒီကျွန်တော်မြေကြီးအပေါ်မှာလောင်းချလိုက်ပေါ့ဒီမှာနော်အပေါ်မှာလောင်းချလိုက်ရင်ဒီကောင်မြေကြီးကဟိုပါပေါ့ရေအမိုးထိပြီးတော့ဒီဒီလွှားစားတဲ့ဟိုစိတ်ဝင်ပါမယ်စိတ်ဝင်လာတဲ့အမြအောက်မှာသူကပါဒီမှာဆွေးလာလိမ့်မယ် ဒီအောက်မှာကျွန်တော်ဆက်တွင်းအဲဟိုခုနကျွန်တော်ပြောတဲ့လာမေးပိုးကောင်လေးတွေ့ပါလိမ့်မယ်ဒီမှာဒါဆိုရင်ဒီမွေးခံတာပေါ့ဒါဆိုရင်မြေကြီးနဲ့လွှာစာမုန်းနဲ့ရိုးလိုက်ရင်အထင်းမှာတဖြည်းဖြည်းနဲ့ဆွေးပါလိမ့်ဆွေးလာပါလိမ့်မယ်အဲ့လိုဆွေးလာပြီးမှကျွန်တော်တို့ဒီအပင်ကအစားသုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဗီဒီယိုကဒီလောက်ပါပဲ